လူတက်မှုနဲ့မင်းသားကြီး VJ ဖန်ခံရတော့မှလားမင်းသားကြီး VJ ကကလေးတွေအပါဝင်လူပေါင်း40ကျော်လောက်ကိုတက်လိုက်တယ်ဆိုပြီးတော့အခြားပါတီဝင်တွေကပြောနေတဲ့အချိန်မှာမင်းသားကြီး VJ ရဲ့အဖွဲ့ဝင်တွေကဒါအခြားပါတီရဲ့လုံခြံမှုတစ်ခုပဲဖြစ်ပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါတွေမကသေးပါဘူး30ရက်နေညနေပိုင်းလောက်မှာမင်းသားကြီး VJ ကဝင်းကြီးချုပ်ကိုဗီဒီယိုနဲ့တကွဒီလိုမျိုးပြောချလိုက်ပါတယ်ဝင်းကြီးချုပ်ကြီးရဲ့ခမကျွန်တော်ကိုဂလက်ဆာချေချင်းကျွန်တော်ကိုကြိုက်တယ်လို့လာလို့ရပါတယ်ကျွန်တော်အိမ်မှာရှိနေမယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ယုံမှာရှိနေမယ် ကျွန်တော်ရဲ့ပြည်သူတွေပေါ်မှာတော့လက်လုံးဝမတင်ပါနဲ့ဆိုပြီးတော့ဝင်းကြီးချုပ်ကြီးကိုဗီဂျီမင်းသားကြီးကတိုက်ရိုက်ကိုယ်တိုင်ပဲပြောချလိုက်ပါတယ်။ဒါဆိုဒီကိစ္စကြီးရဲ့နောက်ကွယ်မှာဝင်းကြီးချုပ်ကရှိနေရလား။လူအယောက်40ကျော်ဆုံးဖြတ်သွားတဲ့အကြောင်းရင်းကမင်းသားကြီးဗီဂျီကြောင့်လို့ဘာလို့လူတွေကပြောဆိုနေကြတာလဲ။ ဒီကိစ္စကလိုအပ်ဆန်းချက်တွေအတွက်အသေးစိတ်ကိုတိမှပဲရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့တနေ့လောက်ကမင်းသားကြီးဝီဂျီကလီယိုရုပ်ရှင်ကပြီးတဲ့နောက်မှာတော့နိုင်ငံရေးနဲ့ဝင်မယ်ဆိုပြီးတော့ကြော်ညာက TVK ဆိုတဲ့နိုင်ငံရေးပါတီတစ်ခုကိုတီထောင်လိုက်ပါတယ်။တီထောင်ပြီးတဲ့နောက်မှာတော့ဟောပြောပေးတယ်လို့တဲ့အချိန်တိုင်းဝီဂျီကဒီနိုင်ငံမှာဖြစ်ပျက်တဲ့မတရားမှုတွေကိုအမြဲပြောဆိုခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။အခုအာနာရှိနေတဲ့ဝင်းကြီးချုပ်ရဲ့ဆိုးရွားလာတဲ့အမှန်တရားတချို့ကိုလည်းပြောဆိုခဲ့ပါတယ်။ ဝကြီးပြောဆိုပြီးတဲ့အခါတိုင်းမှာလည်းဝင်ကြီးချုပ်ဘက်ကလည်းဝကြီးကိုဆောင်းဆောင်းပြီးတော့လည်းအကြောင်းအရာတချို့ကိုပြောဆိုခဲ့ပါတယ်။ဒီလိုမျိုးသူတို့ဘက်ကတဖြည်းဖြည်းနဲ့မတိမခိုက်တွေဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးအချိန်နဲ့ကုံဆုံးလာခဲ့တာ2025စက်တင်ဘာ28ရက်နေ့မှာတော့အယောင်ဦးမှာဆိုးရွားတဲ့အဖြစ်ပြက်တစ်ခုဖြစ်ပြခဲ့ပါတယ်။28ရက်နေ့မှာမင်းသားကြီးဝကြီးကဟော့ပြော့ပွဲတစ်ခုကျင်းပခဲ့ပြီးတော့ဒီဟော့ပြော့ပွဲကိုလာရောက်ဖို့အတွက်လူပေါင်းသက်တောင်းကျော်လောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ အန်ဝါစရာကောင်းတာကတော့သူကလူပေါင်းတသောင်းကျော်လောက်ကိုပဲဖိတ်ခေါ်ခဲ့ပြီးမဲ့ဗီဂျီကတောင်ပိုင်းရဲ့အောင်မြင်ဆုံးမင်းသားနဲ့ပရိသတ်အများဆုံးမင်းသားတွေကတယောက်ဖြစ်တဲ့အတွက်သူ့ကိုလာကြည့်တဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့များလာခဲ့ပါတယ်ပို့ပြီးတော့ဆိုးတာကတော့လူကြီးတွေကသူ့ရဲ့ကလေးတွေကိုပါခေါ်လာခဲ့တာပါပဲနေရကလည်းကျင်းနေရလည်းပူလေကောင်းလေတန်းလည်းကောင်းကောင်းမရတဲ့အပြင်လူဦးရေကလည်းမတရားအောင်များလာတဲ့အတွက်အသက်ရှူဖို့အတွက်တောင်တဖြည်းဖြည်းနဲ့ခင်းလာခဲ့ပါတယ် ပိုးဆိုးတာကတော့ဒီလူအုပ်ကြားထဲမှာကလေးတွေကလည်းညက်ပြီးတော့လုံးဝအသက်ရှူချက်ပိတ်ပြီးတော့ဆုံးပါရတဲ့အထိပါဖြစ်ခဲ့ပါတယ်ပို့ပြီးတော့ဆိုးတာကတော့ဒီကြားထဲမှာလျှက်စစ်ဖြတ်တောက်တဲ့အချိန်တွေပါရှိခဲ့ပြီးတော့လူအုပ်ကြားထဲမှာလည်းဓာတ်ထုတ်မှုတွေကလည်းဖြစ်ပြသွားခဲ့ပါသေးတယ်ဒီဓာတ်ထုတ်မှုကိုလည်းလူအနှဲငယ်လောက်ပဲတိခဲ့ပါတယ်ဒီပွဲကတော့အယောင်မှမဆူခဲ့ပေမဲ့ တော်တော်များများဒီပွဲဖြစ်ရတဲ့အကြောင်းရင်းထဲမှာလည်းဒီဓာတ်ထုမှုကလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့ပါဝင်ပတ်သက်နေခဲ့ပါတယ်ဒီလိုမျိုးလူတွေအရန်စုပြီးတော့နေနေတဲ့အချိန်မှာတော့လူတွေတယောက်ကိုတယောက်ပြီးပြီးတော့အသက်ရှူကြပိတ်ကလူပေါင်း100ကျော်ဒဏ်ရာရပြီးတော့လူပေါင်း40ကျော်ကဆုံးပါသွားခဲ့ပါတယ် ဒီလိုမျိုးဆုံးပါသွားတဲ့နေရာမှာလည်းခလေးတွေကအများကြီးပါနေခဲ့ပါသေးတယ်။ဒီလိုဖြစ်ပြီးတော့နိုင်ပိုင်းအတွင်းမှာပဲဟိုဘက်ပါတီဝင်နေတဲ့လူတချို့က VJ ကြောင့်ဒီကိစ္စတွေကဖြစ်လာတာဆိုပြီးတော့ပြောရုံနဲ့မကပါဘူး။ VJ ကိုပါဖမ်းဆီးဖို့လုပ်ခဲ့ပါသေးတယ်။ VJ တို့အဖွဲ့ကတော့ဒီလိုမျိုးတုံ့ပြန်ခဲ့ပါတယ်။ VJ ကဟောပြောပဲလုပ်တဲ့အချိန်မှာနေရာအကြီးကြီးတစ်ခုမှလုပ်ဖို့အတွက်ဝန်ကြီးချုပ်စီမှာခွင့်တောင်းခဲ့ပါတယ်။ခွင့်မရလို့နေရာချင်းချင်းလေးမှာပဲလုပ်ယုံနဲ့လူတွေကလည်း VJ ကိုကြီးဖို့အတွက်တော်တော်လေးများလာခဲ့ပါတယ်။ ိုးဆိုးတာကတော့ဒီလူတောင်းကြော်ကိုထိန်းချုပ်ဖို့အတွက်ရဲတွေကအယောက်900လောက်ပဲရှိနေတာပါပဲဝင်းကြီးချုပ်ချီမှာလူအယောက်900ကျော်ကိုပို့တောင်းဖို့လုပ်ခဲ့ပေမဲ့လည်းဝင်းကြီးချုပ်ကလုံးဝခွင့်မပြုခဲ့ပါဘူးဒါရီမကသေးပါဒီခေါ်ပြောပွဲလုံးတဲ့အချိန်မှာလျှက်စစ်ကိုဖျက်တောက်လိုက်တဲ့အပြင်ဒီလူအုပ်ကြားထဲမှာဓာတ်ထုံမှုပါဖြစ်ပြသွားခဲ့ပါတယ်ဒီဓာတ်ထုံမှုနဲ့ပတ်သက်ပြီးတော့ဒီလူအုပ်တွေသိဆုံးလာတဲ့ပတ်သက်ပြီးတော့စစ်ဆင်းနေတဲ့အချိန်မှာတော့ဝင်းကြီးချုပ်ကိုမင်းသားကြီးဗီဂျေးကဒီလိုမျိုးဗီဒီယိုတစ်ပုဒ်ကိုတင်ပြီးတော့ဒက်ပြောချလိုက်ပါတယ် ဒီဗီဒီယိုထဲမှာတော့ဝင်းကြီးချုပ်ကြီးခမပြည်သူတွေကအမှန်တရားကိုသိပါတယ်ခမကျွန်တော်ကိုဂလစားချေချင်တယ်ဆိုရင်ကျွန်တော်ကိုကြိုက်သလိုလုပ်လို့ရပါတယ်ပြည်သူတွေကိုတော့လုံးဝမထိပါနဲ့ဆိုပြီးတော့ပြောဆိုခဲ့ပါတယ် မင်းသားကြီးဗီဂျေးပြောချင်တာကတော့ပြည်သူတွေဆုံးပါသွားတာကဒီလူလူကြောင့်ဖြစ်ပေမဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာမင်းမွေးတဲ့လူကဝင်းကြီးချုပ်ကြီးကိုယ်တိုင်ပါပဲမိစေတို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလုံမွေးထင်ပါတယ်လဲကွန်မမှာရေးပေးခဲ့ပါအောင်ကျွန်တော်ကတော့ဘူးသူရရဲ့မြောက်ဝယ်ကိုစော်ထောင်းပဲဖြစ်ပါတယ်မိစေတို့က TikTok အကောင့်တွေ YouTube Channel တွေ Facebook Page တွေဝယ်ယူချင်တဲ့ဆိုရင်လဲကျွန်တော်ချီမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်ရေးလဲအသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုအသုံးပြုပြီးတော့လဲကျွန်တော်ချီတိုက်ရိုက်လာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ